င်္ဂလာမနက်ခင်ပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဆလာဗီတာညွှန်ကြားမှုအစီအစဉ်မှာ2025ခုနှစ်ဒီဇင်ဘာလ6ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲအချိန်တိုင်းတော်ရရှိခဲ့တဲ့အနေအဆုံပူချိန်များမှာနေပြည်တော်မှာ18ဒီဂရီဆက်စီရဲ့64ဒီဂရီဖာရန်ဟိုက်၊ရန်ကုန်မြို့မှာ27ဒီဂရီဆက်စီရဲ့80ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ18ဒီဂရီဆက်စီရဲ့64ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါသေးတယ်။ ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသကြိုတုမှဖမ်းအောင်ရရှိတဲ့ပုံရကပ်ပလီပင်နေပြင်းနေဘင်္ဂလားပင်လောရှိလေပိုင်းတို့မှာတိမ်တင်တင်ဖြစ်တွန်းနေပြီကျန်မင်္ဂလာပင်လယ်အော်မှာတိမ်နေငယ်ဖြစ်တွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတိမ်တင်တင်ဖြစ်တွန်းနေပြီကျန်ဒေသတွေမှာတိမ်နေငယ်ဖြစ်တွန်းနေရဖို့တွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလိုင်းနေငယ်မှာတင်တင်ရှိပါမယ်လိုင်းမြန်မာ မြမကဲဦးရန်တျောင်းနဲ့ကံလွန်ပင်လယ်ပြင်တို့မှာလေးပင်မှာ၆ပီခန်းရှိနေပါသည်ဒီကနေ့ညနေထိခံမှန်းချက်များအနေနဲ့ကတော့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီကနေသာကြီးတို့မှာနေရာကွက်ကြားမိုးအနေငယ်တချုံရွာနေပါသည်ကချင်ပြည်နယ်စကန်းနေသာကြီးထပ်ပိုင်းချင်းပြည်နယ်အေရော်ရီတနေသာကြီးရန်ကုန်တနေသာကြီးပဲခူးတိုင်းနေသာကြီးနဲ့ရှမ်းပြည်နယ်ရှေးပိုင်းတို့မှာတိမ်တင်တင်ဖြစ်တော်မူရခိုင်ပြည်နယ်မကွေးတိုင်းနေသာကြီး စကိုင်းတန်းဒေသကြီးအောက်ပိုင်းမန္တလေးတန်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာအများအားဖြင့်တိုက်ရပါမယ်။နေပြည်တော်နဲ့နေတိုင်းတွင်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေထပ်မံကြမှာအများအားဖြင့်တိုက်ရပါမယ်။အမြင့်ဆုံးပူချိန်မှာ37ဒီဂရီဆက်စီရဲ့88ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ ရန်ကုန်မြို့နယ်နေတဝိုင်းတွင်ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်နှဲငယ်ဖြစ်တော်မမိအမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုင်းတွင်ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တာယာပါမိအမြင့်ဆုံးပူချိန်မှာ37ဒီဂရီဆက်စီရဲ့88ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်မြေအတွက်ခန့်မှန်းချက်အနေနဲ့ကတော့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္လာနေ့တနင်္လာကြီးတို့မှာနေရွက်ကြမိုးအနေငယ်ထချုံရွာနေပါတယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချင်းထုတ်ပြန်တဲ့မိုးလီဝတ်သားသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကြမ်းမထင်တာကြပါစေရှင်။